အဆုံးသတ်သွားပြီဖြစ်တဲ့ Greg Inkabel Grace Pone Ink Saring Noha ဆိုရင်တော့ BL series တွေကိုအားပေးတဲ့ပရိသတ်တွေအနေနဲ့ယဉ်နေပြီးသားအတွေ့လေးဖြစ်မှာပေါ့လေသူတို့နေရာဟာဆိုရင်တော့ Wadi's Goodie, Memory of Radhi စတဲ့နာမည်တွေနဲ့နာမည်ကြီး series တွေမှာအတူတူတွဲဖက်သရုပ်ဆောင်ခဲ့ကြပြီးတော့ပရိသတ်ခိုင်မာရရှိထားခဲ့တဲ့အတွေ့လေးပဲဖြစ်ပါတယ်။တရုန်နီယာဟာဆွေးနော် GMMTV ရဲ့နာမည်ကြီး One Screen Couple တွေကတရွေဖြစ်တဲ့တတော်လေးကိုကြီးမားတဲ့ Phantom တွေကိုပိုင်ဆိုင်ထားတဲ့အတွေ့အဆိုရင်းနဲ့မှမပါအောင်ရှင်။တို့ရဲ့ပရိသတ်တွေကတို့ရဲ့ mascot လေးဖြစ်တဲ့ Angelo Grau မှထုတ်ပေးဖို့တောင်းဆိုခဲ့ကြသေးတာပါ။ ဒါပေမဲ့စက်တင်ဘာလ19ရက်နေ့မှာဆိုတော့အားလုံးအတွက်ဝန်ထဲစရာသတင်းတစ်ခုကို CMMTV ကနေတရားဝင်ထုတ်ပြန်ချက်တစ်ခုဖြစ်နေထုတ်ပြန်ခဲ့ပါတယ်။အရေးထုတ်ပြန်ချက်ဟာဆိုရင်တော့ Greg Inkabel ကအတွဲလိုက်လှူရှားမှုတွေကိုနှစ်ဦးသဘောတူရန်နာလိုက်ပြီးဖြစ်ပြီးတော့တဦးချင်းစီတာအမှုပညာလှူရှားမှုတွေကိုဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်းသူတို့တွဲကိုချက်ပြီးတော့အားပေးမှုတွေကိုလည်းလိုက်လိုက်လဲလဲကျေးဇူးတင်ရှိကြောင်းထုတ်ပြန်ခဲ့တာပါ။ ဒီလိုသတင်းတွေဟာဆွေးနွေးပြီး BL series တွေ BL အနုပညာရှင်တွေကိုအားပေးတဲ့ Fandom အသီးသီးရပရိသတ်တွေအတွက်တကယ်ကိုအသေးကွဲစရာသတင်းပါပဲနော်။ Angelolia ရာလည်းတခြား mascot တငယ်ချင်းလေးတွေနဲ့တော့မစုံလိုက်ရတာတကယ်ကိုဝမ်းနေစရာပါပဲ။ Greg Inkshabal တွေအသေးကွဲနေကြပါမယ်လေသူတို့ရဲ့တူးချင်းစီအနုပညာခီးလန်တွေကိုဆက်လက်အားပေးသွားကြမယ်လို့ယုံကြည်ကြပါတယ်။ Greg Inkshabal တွေကိုအတွဲလိုက်လှုပ်လှုပ်ရှားရှားလေးတွေနဲ့မမြင်တွေ့ရတော့ပေမဲ့လို့ပရိသတ်တွေရဲ့နှလုံးသားထဲမှာအမြဲတမ်းရှိနေအောင်မယ်ဆိုတာအသေးကြပါပဲရှင်။